ဝင်းချုပ်ပြီးတော့မိမသားလေးလံနေတယ်လို့ခံစားနေရပြီလားဒါကအဖြစ်များတဲ့ပြဿနာတစ်ခုပါဒါပေမဲ့ဒီပြဿနာကိုတဘာဝအစာအသောက်တွေနဲ့ပဲဖြေရှင်းနိုင်ပါတယ်မင်္ဂလာပါ idea 134ကနေကျေးဇူးပါတယ်ဒီတော့ကျွန်တော်တဘာဝအတိုင်းဝမ်းမှန်စေပြီးတော့ဥလန်းချောင်းကိုကျမ်းမာစေဖို့အကောင်းဆုံးအစာအစာ15မျိုးကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ် အမြင်သက်ရေတက်နဲ့ဥလန်းကြောင်းအတွက်ကောင်းမွန်တဲ့အာဟာရတတရအစာချေဖြတ်မှုအတွက်ရေးပါတဲ့အခန်းကဏ္ဍအနေပေါ်ဝင်ပါတယ်။နံပါတ်1ဗန်ဒီဗန်ဒီကိုအခုမခွာပဲစမယ်ဆိုရင်ဝန်းချုပ်တာကိုတတ်တာစီမဲ့အမြင်သက်ကိုရရှိနိုင်ပါတယ်။နံပါတ်2ကီဝီဒီကီဝီဒီဟာအစာချေစနစ်အတွက်အကျိုးကျေးဇူးများပါတယ်။သူ့မှာအမြင်သက်များစွာပါဝင်ပြီးတော့သူ့မှာပါဝင်တဲ့အန်ဇိုင်းတစ်မျိုးဟာအစာချေစနစ်ကိုလှုံ့ဆော်ပေးပြီးတော့ဝမ်းသွားစေဖို့ကူညီပါတယ်။နံပါတ်3 တစ်တော်ဒီတစ်တော်ဒီကတဘာဝဝင်းဒိုဆေးလို့ပါပဲဘာလို့လဲဆိုတော့သူ့စီမှာတကြားတစ်မျိုးပါဝင်ပြီးတော့ဥရဲကိုရေတက်ဆွဲယူလိုက်ပြီးတော့ဝင်းကိုပြော့သွားစေပါတယ်နံပါတ်၄မပြောသည်မဲ့မပြောသည်အစိမ်းကတော့ဝင်းကိုချုပ်စီနိုင်ပါတယ်အဲ့ဒါတော့သတိထားပါမယ်ဒါပေမဲ့မပြောသည်မဲ့ကတော့မပြောသည်မဲ့မှာပါဝင်တဲ့အမြင်တက်ကတော့ဝမ်းမှန်စေဖို့အတွက်အားပေးပါတယ်နံပါတ်၅ berry the strawberry raspberry နဲ့ blackberry တို့မှာ အမြင်တက်တဲ့ dead dose ဆန့်ကျင်ပစ္စည်းလို့ခေါ်တဲ့ antioxidant တွေများစွာပါဝင်လို့အစာချေပြတ်မှုကိုကောင်းစေပါတယ်။နံပါတ်6 hindi hyoseyi ဟင်းနုံနယ်လို hindi hyoseyi နေမှာအမြင်တက်အပြင် magnesium ပါဝင်ပါတယ်။ဒီဓာတ်ကဥရဲကိုရေကိုဆွဲယူစေပြီးတော့အဝင်းကိုပျော်စေပါတယ်။နံပါတ်9ဘန်ဂေါ်ဘီဆိုင် broccoli broccoli လို့များသိကြတဲ့ဒီ hindi hyoseyi မှာအမြင်တက်တဲ့အခြားသော ဒရပ်ပေါင်းစုတွေပါဝင်လို့ဟူလန်းကြောင်းကျမ်းမာရေးကိုအထောက်အကူပြုပြီးတော့အစာချေစနစ်ကိုပုံမကောင်းမွန်စေပါတယ်။နံပါတ်၈မောင်လာဦးနီမောင်လာဦးနီမှာရေဓာတ်တွေပါဝင်ပြီးတော့မပြောင်းဝင်နိုင်တဲ့အမြင်ဓာတ်လည်းပါဝင်လို့ဝင်းကိုလွယ်တကူသွားနိုင်အောင်ကူညီပေးပါတယ်။နံပါတ်၉ခြေရာစီခြေရာစီတွေကရေကိုစုပ်ယူပြီးတော့ဟူလန်းကြောင်းထဲမှာဂျယ်ရီလိုမျိုးပုံစံဖြစ်သွားလို့ဝမ်းကိုပျော့ကျပြီးတော့ဦးရဲ့ရေရှာမှုကိုအားပေးပါတယ်။နံပါတ်၁၀အုတ်ချုံ ဘီတာဂလူကန်လို့ခေါ်တဲ့ပျော်ဝင်နိုင်တဲ့အမြင်တက်တမျိုးကိုအုပ်ချုပ်နေမှာပါရှိပါတယ်။ဒီအမြင်တက်ဟာဝင်းပမာဏကိုများစေပြီးတော့ဝမ်းမှန်စေဖို့အားပေးပါတယ်။နံပါတ်7ကစုံဥကစုံဥကအမြင်တက်နဲ့ရေတက်နှစ်မျိုးစလုံးပေးလို့တဘာဝအတိုင်းဝမ်းချုပ်တာကိုတက်တာစေပါတယ်။နံပါတ်7လိမ္မော်တီလိမ္မော်တီမှာအမြင်တက်ပြင် neurogenin လို့ခေါ်တဲ့ဓာတ်ပေါင်းစုပါဝင်လို့တဘာဝအတိုင်းဝင်နှုတ်စေလို့ဟာနိတင်ရှိတဲ့အသည့်တစ်မျိုးဖြစ်ပါတယ်။ နံပါတ်7အခွန်မာဒီအခွန်မာဒီဖြစ်တဲ့ဗာရန်စီတခြားဒီနဲ့တခြားသောအခွန်မာဒီမှာအမြင်တတ်တဲ့ကျမ်းမာရေတွေကောင်းမွန်တဲ့အစီတတ်တွေပါမယ်လို့ဦးလန်းကြောင်းနဲ့လှုပ်ရှားမှုကိုအားပေးပါတယ်နံပါတ်14တခွာဒီတခွာဒီမှာရေတတ်တွေပြည့်ဝစွာပါဝင်ပြီးတော့သူ့မှာပါဝင်တဲ့အမြင်တတ်ကလည်းဝင်းဝွချွတ်ချော့မှုမှုရွေလျားစီဖို့အကူအညီပါတယ်နံပါတ်15နောက်ဆုံးအရေးကြီးဆုံးကတော့ရေပါအမြင်တတ်ကသူ့အလုပ်ကိုကောင်းကောင်းလုပ်နိုင်ဖို့ရေတတ်ကိုလိုပါတယ် ီတော့ဝင်းကိုပျော်ပြောင်းလွယ်ကူစွာသွားစေဖို့ရေတပ်ပြေဝဖို့အဓိကပါလူတအူးအနေနဲ့ဖန်ခွက်နဲ့ဆိုဒီနေ့ကိုရေဖန်ခွက်၈ခွက်တော့မဟုတ်၂လီတာနဲ့၃လီတာကြားအနည်းဆုံးတက်ဖို့လွယ်ပါတယ်အနည်းချုပ်အနေနဲ့ပြောရရင် အမြင့်တက်တဲ့ရေတပ်ကျော်ဝတဲ့အစားအစာတွေစားသုံးဖို့ကဝင်းချုပ်တာကိုကာဝယ်ဖို့နဲ့ကိုယ့်ရဲ့ဟူလန်းကြောင်ကိုကျန်းမာဖို့အတွက်အရင်ကြည့်ကြည့်ပါတယ်ဒီနေ့ဗီဒီယိုလေးတော့လောက်ပါပဲနောက်ဗီဒီယိုမှာတက်တွေ့ပါမယ်